ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကျူးသူပါတယ်အခုပြောပြပေးမှာကတော့ဒီ lead acid လို့ခေါ်တဲ့ battery ကအားသွင်းတဲ့စနစ်ဒီအားသွင်းတဲ့စနစ်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်သူကလည်းဟောပေါ့နော် rectifier circuit ပေါ့အဲ့လိုပဲပြောရမှာပေါ့တတိမာ အဒီအသင်းစနစ်ပုံစံမျိုးကို BMS ဒါမှမဟုတ် BMS ခံထားတဲ့ဘက်ထရီပေါ့နော်လစ်သီယမ်ပေါ့ပြောချင်တာလစ်သီယမ်တို့ Life PO4 တို့အဲ့လိုကောင်တွေကိုအသင်းလို့လုံးဝမရပါဘူးဒီကောင်နဲ့သွားပြီးအသင်းလိုက်တာ ਨੇ ဟိုဘက်ကဘက်ထရီကလစ်သီယမ်တို့၎င်း Life PO4 တို့၎င်းလစ်မှာဖြစ်ပါတယ်ပြက်မှာပေါ့နော်ဒီကောင်က AC ကနေပြီးတော့တိုက်ရိုက်အားသွင်းနေပဲပြောရမလားအဲ့လိုပေါ့နော်ဒီဘက်တစ်ချမ်းကတော့ရှင်းတယ်ဒါ DC DC ဝင်လာတယ်ဒိုင်အုပ်ကလေးခွာပြီးထားတယ် five volt ဆိုတော့ဒါ4.2ဘူးပေါ့နော် five volt ဝင်လာတယ် five volt ဝင်လာတော့အဲ ဒိုင်အောင်တစ်လုံးဒိုင်အောင်နှလုံးကိုဒီမှာ parallel ရိုက်ပြီးတော့ဟိုဘက်ကိုဆက်ပေးလိုက်တယ်အဲ့တော့0.7 volt ညော့တယ်ပေါ့နော်5 volt ကနေပြီးတော့ဒိုင်အောင်ခံလိုက်တော့0.7 volt ဆိုတော့0.7 volt ညော့တယ်ဆိုလို့ရှိရင်အဲ4.3 volt ကျန်မယ်ပေါ့နော်ဒါပေမဲ့ဒီ battery ရဲ့ဟို ဒီဘက်ထရီကလက်အက်ဆစ်ဘက်ထရီဖြစ်တဲ့အတွက်အဲ့ဟာအကြောင်းမဟုတ်ဘူးဗျပြီးတော့နောက်တစ်ခုကဒီ film capacitor လို့ခေါ်တဲ့ဒီကောင်ဒီကောင်အဓိက circuit မှာဒီ circuit မှာအရေးအကြီးဆုံးကဒီ film capacitor လို့ခေါ်တဲ့ဒီ capacitor ရဲ့နောက်တစ်ခုကဒီ battery ရဲ့ အဲအဲ့နှစ်ခုကအရေးအကြီးဆုံးပဲလို့ပြောလို့ရတာပေါ့နော်။ तू ကဒီမှာဒီမှာ high ohm resistor လေးတစ်လုံးရှိမယ်။ဒီကောင်ကဒီမှာဗာလဲဆိုတော့တဲ့စိမ့်ပြာစိမ့်ပြာဝါရွှေပေါ့။ဒီ resistor လေးကစိမ့်ပြာဝါရွှေဆိုတော့စိမ့်တော့ညိုမပါဘူး။ နတ်ညိုနီမောဝါညိုနီမောဝါစိဟိုပါတော့960ကီလိုအုံးပေါ့နော်ဒီဒီကပက်စတာနဲ့ဒီရစစ်တာနဲ့ကို तू ကဟိုပါပေါ့ CD CD တွဲထားတဲ့သဘောပေါ့နော်ဖိမ်ကပက်စတာခံပေးထားတာအခုဒီမှာ စပြီးတော့အရှင်းပြပါမယ်ဒီမှာ AC နှစ်ဆ AC နှစ်ဆကဒီကဝင်လာတယ်ဒီမှာ तू ကကပက်စတာခွာထားတယ်ရက်စစ်တာလေးကိုခွာထားတယ်ပြီးတော့ဒီဘက်က brake rectifier diode ဒီမှာတွေ့လားဒီ diode က brake rectifier တွေ့ရတာ brake rectifier diode တွေကိုတွေ့ထားတယ် diode brake rectifier ပေါ့နော်အဲ့ထဲကတစားဝင်သွားတယ်နောက်တစားကဒီမှာဒီဘက်ကနေပြီးတော့ပဲ brake ထဲကိုတစ်ခါထပ်ဝင်တယ် ဒီမှာတစ်ဖက်ကဘရစ်ထဲကိုဝင်တယ်တနည်းဖက်ကလည်းဘရစ်ထဲကိုဝင်တယ်ဝင်ပြီးတဲ့အချိန်မှာပြန်ထွက်လာတယ်ပြန်ထွက်လာတာကအဲဒီမှာကပ်ပစ်ရက်စတာလေးတစ်လုံးခံထားပြီးတော့ဒီမီးလုံးစီကိုသွားတယ်နောက်တစ်ခါကကြတော့ဒါရိုက်ပဲဘက်ထရီနဲ့ချိန်ပြီးတော့အာသွင်းတယ်အကယ်၍ ီ resistor မပါတော့ဒါ sorry ဒီ capacitor မပါဘူးဆိုလို့ရှိရင်သို့မဟုတ်ဒီ capacitor ပြတ်တယ်ဆိုရင်ဒီ battery ပဲပြတ်တယ်ဘာလို့လဲဆိုတော့ဒီ capacitor ကလုံးပေါ်မူတည်ပြီးတော့သူက current ကိုညှိပေးတာ voltage dropping လုပ်တယ်လို့လည်းခေါ်တာပေါ့နော်ဒါပေမဲ့အဲသူဟိုကိန်းကနေချတွက်လို့ရတယ်ဗျအဲ့ဒါတွေကထားလိုက်တော့ မတွက်တော့ဒီကောင်ပြက်ရင်လည်းဘက်ထရီပြက်တယ်ဘက်ထရီပြက်ရင်တော့ဒီကောင်นี่ပြက်မှာဒီမီလုံးကျွန်းမယ်ပြီးတော့ဒီမှာရှိတဲ့ LED အဲ့ကောင်ပြက်မယ်နောက်တစ်ခုကဒီကောင်ဒီစာကစ်ကသဘောတဘာဝကဒီမှာ AC ကျွေးလိုက်တယ်ဟိုဘက်ကို DC ပြောင်းသွားတယ်ဆိုပေမဲ့ဒီမှာလာပြီးတော့အဲထက်လိုက်တယ်ဘယ်ငုတ်ကိုပဲကန်ကန်ထက်လိုက်တယ်သူကအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီ brake rectifier ခံထားပြီးတော့လွတ်တယ်ဆိုပေမဲ့ဒီ battery မှာလုတ်တစ်ခုရှိတယ်ဒီဒီလုတ်ကထွက်လာတဲ့4อ่ะ ထိမ့်ညီပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီကက်ပစ္စတာက4 or ampere ရဲ့ကိုအဲရော့ကျသွားစေတာအကယ်၍ဒီဘက်ထရီကိုဖြုတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ4ကိုထိမ့်ထားပေးနိုင်မှာမဟုတ်ဘဲနဲ့ဒိန်းကိုစောင့်တက်တာစောင့်တက်တဲ့အချိန်မှာဒီမီးလုံးကဒီကက်ပစ္စတာလေးကမခံနိုင်တော့ဘူးအဲ့အချိန်မှာဒီမီးလုံးလေးကျွန်းသွားရတယ် ဲ့ဒီတော့ဒီကောင်းလေးကိုပြင်တော့မယ်ဆိုရင်ဒီလိုကတ်ပေါ့နော်ဒီလိုကတ်တော့၎င်းဓမီပေါ့ဒီလိုဒီလိုပုံစံနဲ့လာတဲ့ခဲလက်အက်ဆစ်နဲ့လာလက်အက်ဆစ်ဘက်ထရီနဲ့လာတဲ့ဓမီတော့၎င်းမီးအိမ်တော့၎င်းအဲ့ဒါတွေအကုန်လုံးကိုပြင်တော့မယ်ဆိုဒီဘက်ထရီကိုအရင်ကြည့်ပါပြီးတော့ဒီဘက်ထရီဖို့ကိုအရင်တိုင်းရမယ်တိုင်းပြီးတော့ဒီဘက်ထရီက0ဖို့ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီကောင်းကိုသွားမထိုးပါနဲ့သွားထိုးလိုက်လို့ရှိရင် तू ကဒီမှာလာပြီးတော့လုတ်တစ်ခုက ရှိမနေဘူးဆိုရင် အဓိကဘက်ထရီပြတ်နေတယ်ဆိုရင်ဒီမီးလုံးကျုံးမယ်ဒီရက်စစ်တာမဲမယ်ဒီမှာတွေ့တာဒီကတ်ကိုဖြုတ်လိုက်တာနဲ့ဒီရက်စစ်တာလေးမဲနေတာတွေ့မယ်အဲ့ဒါဆိုလို့ရှိရင်အမ်ဒီမီးလုံးကျုံးသွားတာဖြစ်နိုင်တယ်ဒါပေမဲ့ကျင်းသေးတာတစ်ခုကဒီရက်စစ်တာမဲနေတဲ့အတွက်ဒီဘက်ထရီကတိုင်းစရာမလိုဘူးမကောင်းပါဘူးဒီလိုသတ်မှတ်လို့ရပါတယ်တကယ်လို့ ဒီဘက်ထရီအဲဒီရက်စစ်စတာလောင်းလောင်းလောင်းထားရဲ့ဓာတ်နဲ့ဒီဘက်ထရီကကောင်းနေတယ်ဆိုတာမျိုးဒီကတ်မှာအလွန်အလွန်မှဖြစ်ခဲ့ပါတယ်အခုတတိတော့မတွေ့ဘူးသေးပါဘူးပုံမှန်အဖြစ်ဒီကောင်လောင်သွားပြီဆိုတာနဲ့သူက high voltage ဝင်လို့လောင်တာဖြစ်တဲ့အတွက်ဒီဘက်ထရီကလည်းကျင်းဒီပေါက်ကြော့အဲကြွမယ်ပေါ့နော်ဒီကောင်ပြတ်တာလားဒီကောင်ဘယ်ကောင်ဝဲပြတ်ပြတ်ဒီရက်စစ်စတာလောင်သွားပြီဆိုရင်ဘက်ထရီပဲကြွတွဲရဲ့ တွဲရက်ပြက်တာများပါတယ်။ကျန်တဲ့အပိုင်းကတော့ဒီ control cut လေးနဲ့ तू ကဒီမှာပေးထားတယ်ပေးထားပြီးတော့ဒီဒီ battery ငုတ်ပေါ့နော်အပေါင်းနဲ့အနှုတ်ပေါ့အဲ့ဒီကနေပြန်ပြီးတော့ဟိုဘက်ကို circuit ဘက်ကိုပြန်ယူသွားတာပေါ့နော်ဒါပါပဲ तू ကယူရှင်းပါတယ် circuit ဆိုတာ control circuit လေးပေါ့ပန်ကားလေးဒါလေးကဒါလေးကဒီမှာပန်ကားလေး အဲ့ပန်ကလေးရဲ့ control circuit ဘက်ကိုခလုံးနှိပ်လိုက်ရင်ပန်ကလည်းမယ်ခလုံးနှိပ်လိုက်ရင်မီးလင်းမယ်ပေါ့အဲ့ control circuit လေးစီကိုပြန်ဆွဲသွားတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီကက်ရဲ့အလုံးလုံးပုံကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒီတိုင်းအုပ်နှလုံးကသူကဒီဒီဟိုဟာလေးပေါ့ဒါဒါ DC ဝင်လာတဲ့အတွက်ဒီတိုင်းအုပ်နှလုံးကတုံထားတယ်ပြီးတော့အဲဘာမှရှိတော့ဘူး sorry အဲဒီ resistor ကြတော့သူက အဲဟို MPR ကိုတအားကြီးနှဲသွောင်းအောင်ခံမပေးနိုင်ဘူးဗျပြဿနာလေသူကဘာမှလုံးမရှိဘူးဆိုလို့ရှိရင်တိုင်းလိုက်ရင်ဖိုးကတက်နေရဲ့ register ရဲ့သဘောပါလေတကယ်လို့ဟိုဘက်ကနေလောက်ောက်ဆွဲလိုက်တော့မှဒီ register ကဟိုနည်းနည်းဖိုးဖိုးယော့သွားတာပေါ့နော်ဒါပေမဲ့ဒီ မီးလုံးလေးอ่ะသူอ่ะ2ဖိုးလောက်ပဲ2ဖိုး3ဖိုးပေါ့เนาะအဲ့လောက်ပဲလိုတာဆိုတော့ဒီဘက်ကလွတ်လိုက်တဲ့ဟာကဒီဘက်ထရီဆိုတော့လုတ်ရှိမနေလို့ရှင်ရင်ဒီကပက်ဆတာက ampere ကော4ဟောသူอ่ะဟန်တာမပေးထားနိုင်ဘူးပေါ့เนาะအဲ့လိုဟန်တာမပေးထားနိုင်ဘူးအဲ့လိုဆိုတော့ကြောင် ဒီ resistor တွေလောင်ရတယ်မီးလုံးတွေလောင်ရတယ်တခြားချိတ်ထားတာရှိနေသေးတယ်ခလုတ်များဖွင့်ထားမိသေးတယ်ဆိုလို့ရှိရင်ဥပမာဓမီးဆိုတော့မီးအိမ်ဆိုတော့ဖွင့်ထားမိသေးတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ကျွန်းအောင်ပါပါတောက်လျှောက်ပါဘယ်လိုလဲဆိုတော့ hybrid စောင့်ဝင်တာပေါ့နော် Okay အဲ့ဒါဆိုရင်တော့အာနားလေလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ